တရားရှာကိုမှတွေ့တယ်။တရားအားထုတ်တယ်တရားရှာတယ်ဆိုတာကိုယ့်အကြောင်းကိုသိအောင်လုပ်တာပါပဲ။ကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုသိအောင်လက်ခံနိုင်အောင်ဆုံးဖြတ်ချက်တွေမှန်ကန်မှုအတွက်လုပ်တာပဲဖြစ်ပါတယ်။အဲဒါလူတွေတော်တော်များများကသူများအကြောင်းတွေကိုပဲပို့ပြီးတော့စိတ်ဝင်စားကြတယ်။ကိုယ့်အကြောင်းကိုအမှန်တိုင်းသိဖို့မြင်ဖို့အတွက်ကိုယ့်ခန္ဓာအကြောင်းကိုတော့ကိုယ် မလေ့လာကြဘူးမတင်ယူကြဘူးမဆုံးဖြတ်ကြဘူးပေါ့အဲ့တော့ကိုယ်အကြောင်းကိုတိအောင်လုပ်တာဟာတရားအားထုတ်တာပဲအဲ့တော့ကိုယ်အကြောင်းကိုဆိုတာတရားအားထုတ်တာခန္ဓာမှာအားထုတ်တယ်အဲ့တော့ခန္ဓာဆိုတာ၅ပါးရှိတယ်ဘာတွေလဲလို့မဲရင်ရူပခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာခန္ဓာ၅ပါးရှိအဲ့ဒီခန္ဓာ၅ပါးပါရူပခန္ဓာကဖောက်ပြန်ပျက်စီး ဝေဒနာခန္ဓာကခံစားပျက်စီးတင်ညက်ခန္ဓာကမှတ်သားပျက်စီးတင်ခါရခန္ဓာကပြုပြင်စိတ်ဆောင်ပျက်စီးဝิญညာနဲ့ခန္ဓာကတည်မှုပျက်စီးဒီခန္ဓာ၅ပါးဟာအချင်းချုပ်လိုက်ရုပ်နဲ့နိုင်ရတယ်ရုပ်ဘက်ခန္ဓာကရုပ်ခန္ဓာကြံခန္ဓာဝေဒနာခန္ဓာတင်ညက်ခန္ဓာတင်ခါရခန္ဓာဝิญညာနဲ့ခန္ဓာလို့ခေါ်တယ်ဒီခန္ဓာ၄ပါးဟာနာခန္ဓာ၄ပါးဖြစ်တယ်ဒါကြောင့်ခန္ဓာ၅ပါးရုပ်နာ၅ပါးလို့ပြောတာ ခန္ဓာကာကိုအချင်းချုပ်လိုက်ရုပ်နဲ့နာမည်ရတယ်။အဲ့ဒီတော့ဘယ်ခန္ဓာကိုပဲကြည့်ကြည့်ရုပ်တရားကလည်းဖောက်ပြန်ပြီးရင်ပျက်စီးတာပဲ။နာခန္ဓာ၄ပါးဖြစ်တဲ့ဝေဒနာခန္ဓာကလည်းခံစားပြီးရင်ပျက်စီးတာပဲ။မမြဲဘူး။တင်ညာခန္ဓာကလည်းမှတ်သားပြီးရင်ပျက်စီးတာပဲ။တင်ခါရခန္ဓာကလည်းဘလောက်ပဲပြုပြင်စိတ်ဆော်စိတ်ဆော်ပြီးရင်ပျက်စီးရတာပဲ။ဝิญညာခန္ဓာကလည်းတည်တယ်ပျက်စီးရတာပဲ။ခန္ဓာ၅ပါးသလုံးဟာအပြည့်မလို့ အဲ့တော့ဒါကြောင့်တရားအားထုတ်တဲ့ယောဂီတွေယောဂီတွေဟာတရားရှာရင်ခန္ဓာမှာရှာတာဖြစ်တဲ့အတွက်ခန္ဓာ၅ပါးရဲ့အခြေခံသဘောတရားကိုလည်းကောင်းမွန်စွာသိထားဖို့လိုတယ်။ဒါတွေကိုဘယ်အချိန်မှသိရမှာလဲလို့မေးရင်အခြေခံအကြဆုံးအချိန်တရားအားမထုတ်ခင်မှာပိုင်ပိုင်နိုင်နိုင်သိဖို့အတွက်လိုအပ်တယ်။ဒါတွေကိုသိပြီးတော့တရားအားထုတ်ရင်ပို့ပြီးတော့မှခရီးရောက်ပါလိမ့်မယ်။နှလုံးစိတ်ဝမ်း ငြင်းချမ်းကြပါစေလူမိုက်ကိုသူတော်ကောင်းစကားသွားပြောရင်နားခါတယ်လို့ပြောခံရလိမ့်မယ်အဲ့ဒီလိုပဲလူယုံမာတွေကိုကိုချင်းစာစိတ်ထားဖို့သွားပြောလို့ရှိရင်လည်းရံပြုတ်ခံရလိမ့်မယ်လူလိန်လူညာတွေကိုတစ္ဆာစကားတွေအမှန်တရားအကြောင်းတွေသွားပြောလို့ရှိရင်ရည်စရာဟာတဖြစ်နေလိမ့်မယ်ပြောလူညံ့နဲ့အရေးချင်းမရှိတဲ့ပုံကိုယ်တွေကိုလေးနဲ့တဲ့စကားတွေအရေးကြီးတဲ့စကားတွေကိုတော့ပြောလို့မရဘူး ဲ့ဒီလိုလူမျိုးတွေကလေဘလောက်ထိပညာတတ်တဲ့ပုဂ္ဂိုလ်ပဲဆုံးမဆုံးမဘလောက်ထိအကျိုးကိုလုပ်လာတဲ့ပုဂ္ဂိုလ်တွေပဲသူတို့ကို ဆုံးမဆုံးမသူတို့ကလောင်ရယ်စရာပြက်ရယ်ပြုစရာတခုလိုပဲထင်ကြလိမ့်မယ်။ဘာလို့လဲလို့မေးရင်သူတို့ကလူဖြစ်ရှုံးနေတဲ့ပုဂ္ဂိုလ်တွေကြောင့်ပဲ။ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။